ားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နင်းယူရဲ့ဇီဝစိုးစံအိမ်လက်ရွေးစင်အတွေးဆောင်မစာစုစာအုပ်မှာပုထုရှင်တို့ဤအိုင်းမြေလို့အမည်ရတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။တငယ်ချင်း ကြပြတိုင်းမှာအတ္တပါဤမပါမယပါနေယဤအတ္တပါမကြပြလှဤအတ္တမပါကြပြဆရာငါလိုက်ရှာဤရှာသာရှာဤခုထိမတွေ့ပကြီတိုင်းမှာအတ္တပါဤမပါမယပါနေယဤအတ္တပါမပကြီလှဤအတ္တမပါဝါဒနာမပီပကြီဆရာငါလိုက်ရှာဤရှာသာရှာဤ ခုထီမတွေ့ဘဘူးတိုင်းမှာအတ္တပါဤအတ္တပါမဘဘူးလှဤအတ္တမပါဝါဒနာအတုဘဘူးစရာငါလိုက်ရှာဤရှာသာရှာဤခုထီမတွေ့တငယ်ချင်းကဗျာမြည်သည်ပကြီးမြည်သည်ဘဘူးမြည်သည်လောကီအလုတ်လောကီအလုတ်အတ္တနှုတ်ရင်အလုတ်ဖြစ်เสียမရှိပါတိငါပြောသည်တွင်မယုံကျင်လျင် စိတ်ပညာရှင်တဒါဇင်လောက်မေးခြင်းမေးကြည့်တငယ်ချင်းတက္ကသိုလ်မင်းမော်ဤစိတ်ပညာကဗျာလေးကို1984ဒီဇင်ဘာလထုတ် Cherry Magazine တွင် ကျမဖတ်လိုက်ရပါတယ်ကဗျာလေးမှာချစ်စရာကောင်းတယ်လို့ကျမထင်ပါတယ်ရွှေနှမ်းပြော်မိကလေးရလို့တွယ်လျနှဲ့ပြောင်းနေ၍မဟုတ်ပါ ကြေးတော်သူဤရင်လိုင်းတန်လို့ရိုးစင်းပွင့်လင်းသည်ဟုကျမဆိုခြင်းပါတယ် ဤရင်လိုင်းတံကကျမနှလုံးသားကို ရိုက်ခတ်လာပြန်တယ်။သူ့ကြပြားပိုက်များတွင်ကြပြားမြည်သည်ပကြီးမြည်သည်ပဘုမြည်သည် လောကီအလုတ်လောကီအလုတ်အတ္တနှုတ်ရင် အလုတ်ဖြစ်เสียမရှိပါတိဆိုသော အပိုက်မှာ လောကီသားတို့ဤနှလုံးသားကိုဟင်းလင်းဖွင့်ပြလိုက်သည်။ထိုကြပြားပိုက်များက ကျမအားအတ္တအကြောင်းကိုစဉ်းစားအောင်တိမ့်ညွတ်အောင် လှုံ့ဆော်ပေးလိုက်တယ်လို့ပင်အတ္တသည်ကျမပတ်ဝန်းကျင်မှာရောကျမမှာရောရှိတဲ့အတ္တနဲ့ပတ်သက်၍ခွဲခြမ်းစိတ်ဖြာ လက်ခံထားကြပုံများကတော့ကြမ်းများတွင်အသီးသီးရှိတယ်ပရိစ္ဆသမုပ္ပါနဲ့အဘိဓမ္မာများတွင်ကြဲကြဲပြန့်ပြန့်တွေ့နိုင်ပါတယ်ဆရာဥကျော်ထုတ်ဤပရိစ္ဆသမုပ္ပါတွင်နိဗ္ဗာန်မှာအတ္တပါ၍မရဟုဆိုပါတယ်မှန်ပါတယ်ငါပြုသောကုသိုလ်သည်ငါနောက်ဘဝနတ်ဖြစ်ဖို့ မြမဖြစ်ဖို့မင်းဖြစ်ဖို့အစရှိသော လူစည်းစိမ်နတ်စည်းစိမ်ကို လိုလားတောင့်တ၍လူသည်။တန်တရားလေချောင်းသာဖြစ်မည်နိဗ္ဗာန်ရောက်ကြောင်းမဟုတ်ဟုဆိုရယ်ထို့ကြောင့်ဒါနသီလတို့ဟာနိဗ္ဗာန်သို့သွားရာ အထောက်အပံ့မျှသာဖြစ်တယ်လို့ဆိုလိုပါတယ်ထို့ကြောင့်အတ္တသည်နိဗ္ဗာန်နှင့်မဆိုင်ပေ တက္ကသိုလ်မင်းမော်ဟာကျွန်းကြီးကျွန်းငယ်မညွန်ပဲလောကီအလုတ်အတ္တနှုတ်ရင် အလုတ်ဖြစ်ရစာမရှိပါတည်းဟုဆိုခဲ့တယ်။ဒို့နဲ့ကျမစိုက်၍စဉ်းစားမိတယ်။အတ္တဆိုဒီမှာဘာလဲ။တချို့ကလည်းရိုးရိုးလွယ်လွယ်အတ္တဆိုဒီမှာကိုဟူ၍ဆိုတယ်။မိမိကိုငါဟူ၍ဆိုလိုခြင်းဖြစ်တယ်။အတ္တဝါဒုပါရံအတ္တဝါရဥပါရံဖြစ်တယ်။ခန္ဓာကိုယ်ကိုငါဟူ၍ဆွဲနေခြင်းဖြစ်တယ်။ အနတ္တလက္ခဏာတုတ်ကိုမြတ်စွာဘုရားသခင်ဟောခြင်းမှာ အတ္တဝါဒကိုပျောက်အောင်ဟောခြင်းဖြစ်တယ်။အတ္တဝါဒကိုပျောက်အောင်ဟောနိုင်သူမှလည်းတံပါတံဗုဒ္ဓမြတ်ဘုရားမှလွဲ၍မဟောနိုင်။အတ္တသည်စင်စစ်အနတ္တဤစန့်ကျင်ဘက်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာတို့ကအနိစ္စဒုက္ခအနတ္တကို အနိစ္စအမြဲမရှိဒုက္ခဆင်းရဲခြင်းအနတ္တကိုမဟုတ်ဟု၍ပြောလေပြောထားရှိတယ်။သို့သော ကိုမဟုတ်ဆိုသည်မှာ လောကီနာ လောကီမျက်စိနဲ့ရှင်းလင်းမည်မဟုတ်ကိုကြီးမြင်ပါလျက်နဲ့ကိုမဟုတ်ဟူသောစကားလုံးမှာတန်တရားဝင်ပွဲဖြစ်ပါတယ်သို့တော်မဟာစီဆရာတော်ဘုရားကြီးဤဩဝါဒအရာကတော့ရှင်းပါတယ်အနိစ္စဒုက္ခအနတ္တကိုမမြင်စင်ရဲ့သဘောပဲဟူ၍ဖွင့်ပြပါတယ်ထိုအခါ၌အနတ္တဆိုသည်မှာ သဘောမျှတာဒီသူ့သဘောသူဆောင်နေသည် မစိုးမပိုင်ဟု၍တဆင့်ကြေပြောလာသည်မှန်၏ပထမတော့ဤကိုကြီးဟာ ကို့အလိုတို့လိုက်နေတော့ဝက်ကောင်းတော့စားကောင်းတော့အိတ်ကောင်းတော့သဘောမပေါက်လားယောဂာနှိပ်ဆက်၍ကို့အလိုတို့မလိုက်တော့မှဩငါစိတ်ကဘလိုပဲဖြစ်ခြင်းပေမဲ့ဒီခန္ဓာကိုယ်ဟာငါအလိုကိုမလိုက်ဓာတ်တွေဖောက်ပြန်သည်နှင့်အမျှသူ့သဘောသူဆောင်သူဖြစ်တယ်လို့ဖြစ်ငါမစိုးမပိုင်ပါတကားဟု၍ သဘောပေါက်လာတတ်ပါတယ်မကြိုးစီလိုသောသွားကိုလည်းတားမရမဖြူစီလိုသောသဝင်ကိုလည်းတားမရမတွန့်စီလိုသော အရေပြင်ကိုလည်းတားမရနိုင်ပါထို့သော အခါမှမစိုးမပိုင်သောသဘောကိုနားလည်နှလုံးသွင်းနိုင်လာတယ်ဒါကအနတ္တဤသဘောဖြစ်တယ်ထို့ကြောင့်အနတ္တဤစန့်ကျင်ဘက်အတ္တဆိုသည်မှာစိုးပိုင်သည်ငဲသည်ဟု၍သဘောပေါက်ပေမည်ဘကမြမာကြီးဤအတ္တဇွဲက မြမသက်ရှေလျားလွန်သောကြောင့်သူသည်ငါသာမြဲသည်ဟုသော စိတ်ဝင်နေမှုကြောင့်ဖျားသခင်ကချွတ်ခဲ့ရတယ်။တဖန်ကျမစဉ်းစားမိတာကသက်ကာယဖြစ်တယ်။လူတွေကတယောက်နဲ့တယောက်အတ္တဆွဲကြီးတယ်။သက်ကာယဆွဲကြီးတယ်လို့ပြောလေပြောထားဆွတ်ဆွဲလေရှိကြတယ်။သက်ကာယဆိုဒီမှာပါလေ။စိတ်အပေါင်းကို စိတ်အပေါင်းကိုကိုသက်ကာယဟု၍ခေါ်ပါလေ။ထိုသက်ကာယသည်တရှိတတ္တဝါတို့နဲ့တကွဖျားတော်မှမကင်းရှိသည်။ ို့သောဤစိတ်အပေါင်းကိုသည်ညဲသည်ငါဖြစ်သည်ဟုသောအယူမှားကိုမူဒိဋ္ဌိဟုခေါ်သည် ထိုအယူမှားတက္ကာယဒိဋ္ဌိကတော့မြတ်စွာဘုရားသခင်နှင့်တကွအရိယာပုဂ္ဂိုလ်တို့တွင်မရှိပြီတန်ရောက်ပါဏိတော်မှာတရားမင်းကမြတ်စွာဘုရားကိုရှောက်ထား၏လောကမှာအချို့သောပုဂ္ဂိုလ်များဟာပြိဋ္ဌိနိဗ္ဗာန်ပြုကြတယ်အချို့ကတော့ပြိဋ္ဌိနိဗ္ဗာန်မပြုကြပါအဲ့ဒါဘာအကြောင်းကြောင့်မှလဲဖျားလို့ရှောက်ပါတယ် မြတ်စွာဘုရားကတိုးတိုးပဲပြန်ဖြေပါတယ်ဥပါဒံရှိတဲ့ပုဂ္ဂိုလ်သိရင်ပရိနိဗ္ဗာန်မပြုပါဥပါဒံမရှိတဲ့ပုဂ္ဂိုလ်သိရင်ပရိနိဗ္ဗာန်ပြုပါတယ်လို့ဖြေကြားပါတယ်ဥပါဒံဆွဲတဏှာဆွဲရှိနေသူဟူသမျှတက္ကာယဒိဋ္ဌိရှိနေသေး၍နိဗ္ဗာန်မျက်မှောက်မပြုနိုင်ကြပြီ ထို့ကြောင့်အတ္တပါလျင်နိဗ္ဗာန်မရောက်နိုင်ဟုဆိုခဲ့ခြင်းဖြစ်သည်ထင်ပါတယ်ကျမတို့အနုပညာတွေမှာကောတက္ကာယဒိဋ္ဌိဆွဲက ရှိနေကြသေးသည့်လောကီနေသားများပင် မဟုတ်ပါလားဒီတော့အတ္တကတော့ရှိမယ်စေတနာလေးကတော့ထားကြမည်ဖြစ်တယ်ငါပကြီးငါကပြားငါဂီတငါစာပေဟာလောကကြီးတစ်ခုလုံးตายရဖို့အတွက်ဟူသောစေတနာလေးတော့ရှိတယ်ဆရာဦးတင်ထွတ်ကဆိုပါတယ်ညင့်စုတကပရိစ္ဆသမုတ်ပတ်စာမျက်နှာ63လူချမ်းသာနတ်ချမ်းသာမြမချမ်းသာခံစားရအောင်စောက်တီတဲ့ မှန်နဲ့သီလတို့မှန်နဲ့အကျင့်တို့ဆိုရင် လူချမ်းသာနတ်ချမ်းသာမြမချမ်းသာရနိုင်ပါတယ်ဒိဋ္ဌိကတော့ဒိဋ္ဌိပဲဒိဋ္ဌိတိုင်းအကုသိုလ်တိုင်းကလည်းအပေကြတာမဟုတ်ပါဟုဆိုခဲ့တယ်ထို့အတူကျမတို့မှလည်းငါပြုစုရသောအမှုပညာကြောင့်ချမ်းမြေ့ကြပါစေဆိုသော စေတနာလေးပါ၍ကုသိုလ်ဖြစ်ပါတယ်သို့တော့ငါဟုသောဒိဋ္ဌိကတော့ပါမြဲဖြစ်ပါတယ်ထို့ငါကြောင့်တော့အပေလားမီမထင်ပါ ထိုမှတဆင့်ကျမစဉ်းစားမိသည်မှာမန်နှင့်မာနဖြစ်ပါれမန်ဆိုသည်ကတော့မျက်စွာဖះလက်မခံလောကုတ္တရာအလုံးမဟုတ်ဘယ်မန်မှမကောင်းပါ လောကီမှာတော့မန်မရှိပါရင်ဘဝရက်တည်မှုရှော့ကြနိုင်တယ်ဥပမာဇာတိမန်ဆိုပါတော့ငါတို့အမျိုးငါတို့စာပေငါတို့အမှုပညာငါတို့ထီးနှန်းတဲ့ကြံငန်းနဲ့နေခဲ့ကြသူတွေဟူသောမှန်သာမရှိပါလင်တပါသောတိုင်းပြည်ကြီးတို့ ဝါမျိုးမှုကိုလူမျိုးငယ်တိုင်းပြည်များခံကြရမည်မှာမလွဲပေ။ဒီတော့လောကီတွင် ရှိသင့်ရှိထိုက်သော မန်တော့ရှိထားသင့်သည်ဆိုရမည်ပင်။ငါနှင့်ငါသာနှိုင်းเสียဟုပညာမုံယိုအရွယ်ပြိုကမဆိုစလောက်မန်ဆောင်မြောက်၍ဟူသော အရှင်မဟာရထသာရစာရဲကမန်မျိုးကတော့အမှုပညာတဲ့တိုင်းမာရော လောကီသားတို့မာရော မရှိသင့်ဟုထင်ပါတယ်။ မန်မြေလွန်တော်မာနနေကိုရောက်မည်ဖြစ်သောကြောင့်လောကီသားပေမဲ့မန်ဆောင်မမြောက်ဖို့ပညာရှင်တို့ကဆုံးမခြင်းဖြစ်ပေလိမ့်မည်။ငါအမျိုးမှငါအမျိုးအမျက်ဆုံးတခြားအမျိုးနှင့်ဆက်ဆံရန်မလိုဟုသောငါဆွဲမာနမြင့်၍တကားပိတ်ဝါရကျင့်သုံးမှုကြောင့်လဲတချို့တိုင်းပြည်ငယ်များပျက်စီးရသည်ကိုတမိုင်းများကတတ်တည်ပြခဲ့လေ။လူမှုဆက်ဆံရေးတွင်ကိုသွေးမှကိုသွေး ငါသားငါသမီးမှအတော်ဆုံးငါရေးတာမှအကောင်းဆုံးဆိုတဲ့မန်လွန်နေမြေမာနစခန်းသို့ရောက်၍ကြာဆုံးကြရသည်မှလည်းအများပြပင်ထို့ကြောင့်လောကီတွင်အတ္တသည်ရှိသင့်သည့်အတိုင်းအတာတော့ရှိရမယ်ထင်ပါတယ်အတ္တလွန်ယောဂါကိုသာလျှင်တားဆီးသင့်ပါတယ်လောကုတ္တရာအလုံမှာပင်ဝိပဿနာကိုအားထုတ်ရ၌အနာဂါဝိမတ်တို့မဆိုင်မခြင်းသောတာပန်တက္ကတာဂံတို့တော်မှာ ယောနေသောငါဤအဆွဲအပွားသော လောဘဒေါသမောဟရှိသမြဲပင် ပြင်းသည်နှင့်ပြော့သည်ပင်ကြွားတယ်။သာသနာပြုကြသောသင်္นานပြပုဂ္ဂိုလ်နှင့်တရားဟောပုဂ္ဂိုလ်တို့ကိုသတိထားเสียရာကြံ့ညာပေးထားသောဆရာဦးတင်ထွတ်ဤဩဝါဒကို ကျွန်မဖော်ပြခြင်းပါတယ်။မြင့်စုတကပရိစ္ဆာသမုပ္ပစာမျက်နှာ26တရားဟောတဲ့ပုဂ္ဂိုလ်တွေသင်္นานပြတဲ့လူတွေမှာသတိထားเสียရာက ဗုဒ္ဓရဲ့တရားတော်ထဲမှာအမြင့်ဆုံးတရားနဲ့အောက်အခြေခံတရားနှစ်မျိုးခွဲပြဖို့လိုပါတယ်လို့ဆိုခဲ့ပါတယ်။သာသနာပြုရာမှာအောက်အခြေခံနဲ့သာသနာပြုခဲ့တာပါ။အောက်အခြေခံဆိုတာကပုံကိုရှိတယ်၊တတ္တဝါရှိတယ်၊အတိတ်ဘဝရှိတယ်၊အနာဂတ်ဘဝရှိတယ်၊နတ်ရှိတယ်၊မြမာရှိတယ်။ဒါနပြုရင်တီလတီဆောက်ရင်ကောင်းရာသူဂတိရောက်မယ်။တမထအားထုတ်ရင်မြမပြီရောက်မယ်ဆိုတဲ့ ဒီလိုဘုံတွေဘဝတွေ ਨੇ ကာမတက္ကတတမာဒိဋ္ဌိ ਨੇ ပထမအဆင့်မှာအခြေခံရပါတယ်ဒီအယူကတက္ကာယဒိဋ္ဌိကလွတ်သလားဆိုတော့မလွတ်ပါဘူးဒါပေမဲ့ဒီလိုဒါနသီလသမထစတဲ့ပြုတဲ့ကုသိုလ်တွေဟာလဲကောင်းတဲ့တရားတွေပါပုထုဇဉ်အရင်းကိုစစခြင်းအဆင့်အမြင့်ဆုံးဖြစ်တဲ့တစ္ဆာ၄ပါး ਨੇ ပရိစ္ဆာသမုပ္ပါတရားတွေကို ဟောလို့သဘောမပေါက်နိုင်ပါ ကုသိုလ်ကောင်းမှုပြုရင် လူစည်းစိမ်နတ်စည်းစိမ်မြမစည်းစိမ်တို့မှ မလိုခြင်းထိုစည်းစိမ်တို့သည်မမြဲစင်းရဲဟုမြင်လာသောအခါမှထိုစည်းစိမ်တွေကို မလိုခြင်းအောင်ဟောပြောပြီးမှပရိစ္ဆသမုပ္ပါနှင့်တစ္ဆာလေးပါအစင့်မြင့်တရားကိုဟောသင့်တယ်လို့ဆိုထားပါတယ်တဖန်မြင့်စုတကပရိစ္ဆသမုပ္ပါစာမျက်နှာ51ဖျားပွင့်တော်မူခြင်းကအကောင်းဆုံးခေါ်နိုင်တဲ့ တတတဒိဋ္ဌိတွေရှိကြပါတယ်တတတဒိဋ္ဌိဆိုတာကတခုခုမြဲနေတာလေးရှိရပါတယ်ပြုခဲ့တဲ့ကုသိုလ်အကုသိုလ်တွေအမြဲတမ်းရှိနေတယ်တတဝါဆိုရင်အတ္တကလေးတဘဝတဘဝပြောင်းနေတယ်ဒီအတ္တကလေးကတဖြည်းဖြည်းနဲ့ပါရမီရင့်လာတယ်ဒီလိုယူမှလဲပြောလို့ဟောလို့နားလည်မှာဖြစ်တော့မြတ်စွာဘုရားကလည်းတုတ်တန်ပါဏိတော်တွေမှာဒီလို ဟောကြားချက်တွေရှိပါတယ်လို့ဆိုခဲ့တယ် သူဆိုလိုခြင်းမှာအတ္တကိုပင်မှီ၍သာသနာပြုရာမှယင်ပါလာသောပုရုဇဉ်ကို အတ္တပြုတ်ရာဒိဋ္ဌိပြုတ်ရာအနတ္တနေမည်သို့ရောက်အောင် ပရိစ္ဆာသမုပ္ပါနှင့်တစ္ဆာလေးပါးကိုဟောပါလို့ဆိုလိုရင်းဖြစ်ပါတယ်။ထိုအကြောင်းနဲ့ဆက်လင်း၍ကျမရဲ့တူလေးပြောတာကိုသတိရမိပါတယ်။ကျမတူလေးတာရင်ဥဤမိဘများမှာဖရာတရားကြီးညိုကြသူများဖြစ်၍ចောင်းပည့်ရဲ့သားများကို ဖုန်ကြီးကြောင်းတို့ပို့လေးပို့ထားရှိပါတယ်။တူလေးမှာငယ်သေးတယ်။ဆယ်နှစ်ပတ်ဝန်းကျင်လောက်ပင်ရှိမယ်။တနေ့တော့ဖုန်ကြီးကြောင်းကိုမသွားခြင်းဟုဆိုပါတယ်။သူ့အမေကဘာဖြစ်လို့လဲလို့မေးပါတယ်။အမေရဲ့ဖုန်တော်ကြီးကနေ့တိုင်းတရားဟောတယ်။ဟောတဲ့အခါတိုင်းအဝိဇ္ဇာနဲ့တဏှာကိုတတ်ရမယ်တဲ့။သူတို့ကိုခဏခဏပဲတတ်ခိုင်းနေတယ်။အဝိဇ္ဇာနဲ့တဏှာကဘာဖြစ်လို့လဲ။ဘာဖြစ်လို့တတ်ခိုင်းတာလဲ။သူတို့တွေဟာဘသူတွေလဲ။ပထမကြားကြားချင်းတော့ရည်စရာဖြစ်ပေမဲ့ ခလေးနားနှင်တော့ဒီလိုပဲခံယူมาပင် ဖြစ်တယ်။ခလေးမပြောနဲ့ဖုံးတော်ကြီးဟောကြားနေသောပရိသတ်ထဲမှာပင် အဝိဇ္ဇာနဲ့တဏှာကိုတည်သောလူကြီးပရိသတ်ခက်ရှားရှားပင်ပယ်ဖို့ပြက်ဖို့တတ်ဖို့ဆိုတာကတော့မလွယ်လှပါ။ပုထုဇဉ်တို့နားကရိုင်း၍နေပါသေးတယ်။ကျမခဏခဏဟောပြောပွဲများတွင် ပြောခဲ့ပါတယ်။စာပေအမှုပညာဟာခံစားမှုအဓိကခံစားမှုမှ ဝေဒနာဖြစ်လာမှ စာရေးလို့ရလာတယ်။ပကြီးပပုဆွဲ၍ရတယ်၊ကပြ၍ရတယ်။ဇက်ဖြစ်စီ၊ရုပ်ရှင်ဖြစ်စီ၊ခုခေတ်စကား၊ feeling ဝင်မှလို့ပြောကြခြင်းမှာဤခံစားမှုဝေဒနာကိုပင် ဆိုလိုပါတယ်။ဇက်ဆောင်ကစိတ်မပါခံစားမှုမရှိ ဝတ္တရားအတိုင်းကပြရင်ပော့ရွှွှွှဟာတာတာအရသာကိုခံစားရမည်ပင်ဥတော်စင်ရေ နိဗ္ဗာန်စာမျက်နှာ56တယံရောအခါက အရှင်သာရိပုတ္တရာဟာယဟန်တို့ကိုခေါ်၍ငါရှင်တို့ဤနိဗ္ဗာန်ကချမ်းသာဤဟုဆို၏ထိုအခါဥရာယီကငါရှင်သာရိပုတ္တရာယင်းနိဗ္ဗာန်၌ခံစားခြင်းဝေဒနာအကယ်၍မရှိလျင်ဘယ်သို့ချမ်းသာပါသနည်းဟုမေး၏ဤနိဗ္ဗာန်၌ခံစားခြင်းဝေဒနာ လုံးဝမရှိခြင်းဤသို့ဝေဒနာမရှိခြင်းသည်ပင်လျှင် ဤနိဗ္ဗာန်၌ချမ်းသာသည်ငါရှင်သာရိပုတ္တရာနိဗ္ဗာန်နိဗ္ဗာန်ဆိုပါသည်အဘယ်တရားသည်နိဗ္ဗာန်မြည်ပါသည်။ငါရှင်ຢာကဒေါသမောဟ ကုန်ခြင်းသည်ရှိ၏ယင်းကိုနိဗ္ဗာန်ဟုဆိုအပ်၏ဤစာပိုက်ကိုကြည်ချင်းဖြင့်ခံစားခြင်းဝေဒနာမရှိသောနိဗ္ဗာန်ထိုနိဗ္ဗာန်သို့သွားရာလောကုတ္တရာလမ်းနှင့်ခံစားမှုဝေဒနာကိုအရင်ခံသော အမှုပညာနယ်မြေနှင့်တော့တလန်းစီပင်နိဗ္ဗာန်ရောက်ရလမ်းမဟုတ်ဟု ဆိုလိုပါသည်ပြီးတော့အဖွဲအနှဲ့အရေးအသားတွင် မရှိကိုလည်းအရှိလို့ရသည်စာဖတ်သူ နားဆင်သူညွန့်နူးအောင်ယတပအောင်ဖွဲ့နှဲ့စာဆိုရမည်မှာအမှုပညာသည်ဤတာဝန်ပင်အရှင်ဥဩဘာတသည်ခိမဝနာကိုချီးမွမ်းပြလိုက်သည်ဖတ်ရသူကျမမှာခိမဝနာကို ရောက်ရှိသွားရတယ်လို့ခံစားရတယ်။ဥဩဘာသာသည်ဟိမဝန္နာရှိအိန္ဒိယသို့ပင်ရောက်ဖူးမီမထင်ပါ။ဆရာမင်းသူဝန်ကအေးရိပ်သားတဲ့ပင်ညောင်ညိုအုပ်ဩတွန်တန်ချူတိုးရှူစီးတဲ့နဒီတွင်းတမင်ရေတောက်စင်းညက်ခင်းလဲလဲညင်းညင်းကြီးဂန့်ကော်ဝတ်မုံစီဇာလီပျော်တဲ့ចောင်းတင်ကန်းလူလေးသွားကျင်ဇန်းဟု ရေးဖွဲ့ရာ၌ဆရာလဲ ဝေတန်ရာမင်းဤကျောင်းသင်ငန်းကိုမရောက်ခဲ့ပါ။ဒါပေမဲ့ဆရာကပြားလေးကိုဖတ်ရရင်နေညိုချင်းမြရောင်လွှမ်းသောမြက်ခင်းနှုပေါ်တွင်ဇာလီတို့မောင်နှမကစားကြပုံ။တမင်လေးတွေရေတောက်ဆင်းလာပုံကိုမျက်လုံးထဲမှလည်းပေါ်လာ၏။ရင်ထဲမှလည်းအေးမြပျော်ရွှင်ခြင်းဖြစ်လာပါသည်။ဆရာနန်းတော်ရှိဆရာတင်ဤမင်းငံရွာသူတချင်းဆိုပါစို့။အဆိုတော်ကိုအန်ကြီးကလည်းအဆိုကောင်းလေတော့ထိုတချင်းကိုကျမကြားရရင် နားထောင်၍မဝလေတိုင်းဤလှပပုံမင်းကန်ရွာသူတို့အသားအေးဖြူစင်ကြည်လင်လွန်၍ရေတောက်လျင်ပင်ညင်ရမလောက်ဖွဲ့ထားသည့်ထိုတချင်းပေါ်စားကကျမကကျမ၏ချစ်သူဥကြော်တောင်းအားမေးမိပါသည်အကိုကြီးမင်းကန်ရွာသူတွေဟာဒီလောက်ပဲချော်လိုက်ရင်မိချိုရဲ့အညာသူတွေပဲတွေးကြည့်ပေါ့ဒါပေမဲ့စာဖွဲ့တော့ နေလောင်တဲ့မျက်နှာဂုံမဲကြီးတွေနဲ့ရေမချိုးလို့ကြီးထူတယ်လို့ဖွဲ့ရမလားအမှုပညာမြောက်တယ်ဆိုတာဒါဟုဆိုတာပေါ့ဆရာတင့်တချင်းကို ကြားလိုက်ရရင်ကိုမင်းငံသူရဲ့အလှမင်းငံရွာကိုပြေးသွားခြင်းအောင်ဆွဲဆောင်သွားတာပဲမို့လားအမှုပညာဆိုတာဒါပဲအမှန်ကိုမဖော်ပြလို့ဆရာတင်တို့ဥဩဘာသာတို့ကိုအဝိဇ္ဇာဖုံးနေသူဟု မဆိုတာစာပေကုံမြောက်အောင်ဖွဲ့နှွဲခြင်းပါပင်ဒီတခါက စာရေးဆရာတယောက်ကရေးဘူးပါတယ်အင်္ဂလန်ပြည်ကြီးနေမဝင်နိုင်ငံအဖြစ် empire ချဲ့ရာတွင်အင်္ဂလိပ်စာရေးဆရာတို့တရတအားပါတယ်လို့ဆိုတယ်။ကြပြာရင်ဖြစ်စီ၊စကပြေပင်ဖြစ်စီ၊ဝတ်တိချပင်ကြီးများ၊ထင်းရှူးပင်ကြီးများ၊စိမ့်မြသောမြက်ခင်းတို့ဖြင့်ဖုံးအုပ်ထားသောတောင်ကုန်းလွင်မြင်တို့ကိုအင်္ဂလန်အလှအဖြစ်အင်္ဂလန်၏အင်အားအဖြစ်ဖွဲ့နှွဲတက်ကြတယ်။အခြေအနေအမျိုးမျိုးကြောင့်အမိအင်္ဂလန်မြေမှခွဲခွာသွားရသော စာရေးဆရာတို့ပင် သူတို့မြေဤအလှနဲ့ဂုံကို ဖွဲ့နှဲ့၍လွမ်းစွတ်တတပွဲရေးကြတယ်။ထို့ကြောင့်အင်္ဂလိပ်တို့ဟာမျိုးချစ်စိတ်အပြည့်အဝနဲ့သူတို့အင်ပါယာကိုထူထောင်နိုင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ကျမမွေးကိုရေးပီးစားကချီကျူးသူတွေကြိုက်သူတွေရှိသလိုခင်နှင်းယူသည်ဒေသနာဆွဲကြီးသူငါဇာတိချက်မြုပ်မြေမှအကောင်းဟု၍ရေးတယ်လို့ဝေဖန်ခံရတာလည်းရှိပါတယ်။ ကျမဆိုလိုတာက ကျမရဲ့ဇာတိချက်မြုံကြီးဟာကျမမွေးဖွားရာကျမကိုမွေးဖွားသောမိဘပဲဖြစ်တယ်။ထိုမိဘရဲ့အလှနဲ့ဂုဏ်ကိုမမြင်တတ်ရင်မိဘကျေးဇူးမတည်သူဒီ။လောကတွင်မိဘကျေးဇူးမတည်သူထက်မိုက်ကန်းသူမရှိပါ။တက္ကသိုလ်ဖုံးနိုင်ဤဇကလုံးဤမြေမှသည်ဇကလုံးလိုပင် မွေးဖွားရာဇာတိ ချက်မြုံမြေမှသည်တဖြည်းဖြည်းကျမတို့ဤအမိမြမာပြည်ကြီးကိုချစ်ခင်မျက်နှိုးပွေအလှအပဂုဏ်တွေကို ကျမတို့မြင်လာအောင်ဖွဲ့နှွဲ့လာရမှာဖြစ်တယ်။အမိနိုင်ငံဆိုကြတဲ့ကအမိကျေးဇူးကိုတိတက်ရပါတော့မယ်။ဒီတော့လေငါတို့မြေငါတို့ပြည်ဒါငါတို့မြေဟူသောငါကတော့ပါရတော့မယ်။မိတို့ပင်ဆိုစီကျမတို့အမှုပညာတဲ့တွေကျင်လေရသောဘဝကိုကဖုထုစဉ်အယိုင်းနေမြေပါပင်ဒီ။ဤမာတွင်မွေးဖွား၍ဤမာပင်ကောင်းချရမည်။ဤမွေးဖွားခြင်းနှင့် တေဆုံးခြင်းတို့ဂျားဘဝကို ပုံဖော်ရသော ပကြီကပြာ စာပေအစရှိသောအမှုပညာတို့ဟာအတ္တနေမြမှဘယ်သို့လွတ်မြောက်နိုင်ပါအံ့နည်းသို့သောအမှုပညာရှင်တို့ထားအပ်သောစေတနာဖြင့်ပုထုဇဉ်အရင်းနေမြကို စုပေါင်းထွန်ရက်စိုက်ပျိုးရင်တော့တီးပွင့်မျိုးစုံနှင့်ချမ်းမြေသော လောကလူပေါင်းကိုတီဆောက်နိုင်ကောင်းပါရဲ့ဤဆောင်ပါဖြစ်မြောက်အောင် အထောက်အကူပြုပါသောဆရာဦးကျော်ထွတ်ဆရာဦးတော်စင်မြမသာပေါပေါခဒေါ်စီစီဝင်းနှင့်ကျမနှလုံးသားကိုလှုံ့ဆော်ပြီးသောကဗျာရှင်တက္ကသိုလ်မင်းမော်တို့အားကျေးဇူးတင်ပါသည်။နားဆင်သူပရိသတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးပဲကျေးဇူးများဤတင်ပါတယ်ရှင်။